မိဘတွေကငယ်စဉ်ကကျွေးမွေးလာခဲ့တယ်ဆောင်းလျှောက်လာခဲ့တယ်။အဲ့ဒီခြေဆုတရားတွေကိုသိပြီးတော့သာသမီလှုပ်တဲ့ပုဂ္ဂိုလ်ကမိဘတွေအိုမင်းမဆွမ်းဖြစ်နေလို့ရှိရင်မိဘကိုကြည်ရှုယူရပြုစုတဲ့သာသမီမျိုး ဖြစ်တဲ့နေပေါ့နော်။အဲ့ဒါလို့မလှုပ်ဘူးဆိုလို့ရှိရင်မြတ်စွာဘုရားဗာပြောတော့ဆိုရင်ခုနကအဝဇာတဆိုတဲ့ထဲပို့ပြီးတော့ဝတ္တလသူယုံမာလို့လည်းသတ်မှတ်တယ် ရာဘဝမင်းပျက်စီးတော့မယ်ဘယ်တော့မှတိုးတက်မဲ့လူမဟုတ်ဘူးလို့လည်းမြတ်စွာဘုရားဟောတာเนาะအမေတဲ့အဖေတဲ့စိန်ကအိုမင်းပြီးတော့ကတယုဗနာအရွယ်ဒီဂုံဆုံးနေပြီဖိုးကြီးဖွာကြီးဖြစ်နေပြီလောက်ကင်မစားတော့နိုင်တော့ဘူးကိုပါကုံเนาะစိန်ကံကတယုဗနာအိုမင်းပြီးတော့အယွယ်လွန်သွားတဲ့အမေအိုအဖေအိုတဲ့ဘဟုတန်တော့ ပေးနိုင်ရဲ့တန်းနဲ့ကမ်းနိုင်ရဲ့တန်းနဲ့လုံးနိုင်ရဲ့တန်းနဲ့နဗရတိမမွေးမိဘူးမိဘကိုဂိဟုဆိုင်ဘူးမဆောင်ရှောက်ဘူးဆိုတဲ့သာသမိဟာတံပရာဘဝတော်မူခံအဲ့ဒါဟာပျက်စီးခြင်းရဲ့အကြောင်းတစ်ခုဖြစ်တယ်ဒီသာသမိပြတော့မှမကြည့်ပါဘူးတဲ့သာကောင်းသမိကောင်းမဟုတ်ဘူးလို့ဒီလိုဆုံးလို့တယ်ဟုတ်ကဲ့လားဒါတွေလဲခုနကအင်္ဂါရတ္တိနဲ့မပြည့်စုံတဲ့သာသမိမျိုးသားလည်းမိဘကိုပြစ်ထားမှာပေါ့ ခဏလိုတရာတရားရှိတယ်ကိုချင်းတိရာကောင်းတယ်ဆိုရင်သာသမီမျိုးကဘယ်ပြစ်မလဲနော်ဟောနောက်တစ်ခုမြတ်စွာဘုရားယောမတရံပိတရံစိဉ္နကံကတယုဘတ်အရွယ်လွန်ပြီးတော့အိုမေမစွာဖြစ်နေတဲ့အမေဖေကိုတဲ့ပဟုတန်တော်နဗရတိစွန့်နိုင်သူဖြစ်ပါလေရဲ့နဲ့မလို့ကြွေးဘူးမပြုစုဘူးပဆောင်းရှောက်ထားဘူးဆိုရင်တန်စင်ညာဝတ္တလောဣတိတဲ့အဲ့ဒီပုဂ္ဂိုလ် လူရုပ်ပါလို့ပဲတတ်မှတ်လိုက်ပါတိလိုက်ကြပါလို့မြတ်စွာဘုရားသူဟောတာเนาะတကယ်လူရုပ်မှာလောကလူတွေကလူရုပ်မှာဆိုတာတခြားတွေဒါလူရုပ်မှာခေါ်တာအမေဖြစ်ပြစ်ထိုင်လေလူရုပ်မှာပဲလို့သူဆိုတယ်လူရုပ်မှာဒီလိုအိဗယ်ဆိုလို့တာ